ရန်ကုန်မြို့တွင်6မြို့နယ်ပြင်ပမှာတည်ဆောက်မဲ့အစာအုပ်တွေအနေနဲ့တစ်ဖက်၃ဝေးစီခြံပြီးစောက်လို့ရတော့မှာဖြစ်ပါတယ်။ဥဟာကသတင်းပေးပို့ထားပါရရှင်။ရန်ကုန်မြို့တွင်6မြို့နယ်ပြင်ပမှာတည်ဆောက်မဲ့အစာအုပ်တွေအတွက်တစ်ဖက်၃ဝေးစီခြံပြီးစောက်လို့ရမယ့်စီကံချက်အသစ်ဟာ2015စက်တင်ဘာလ1ရက်နေ့ကနေစတင်အကျုံးဝင်မှာဖြစ်ပါတယ်။အရင်ကမြို့တွင်6မြို့နယ်ပြင်ပမြေခွက်တွေကိုတစ်ဖက်တစ်ပေချက်အနေနဲ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဘေးတပေပဲခြံတဲ့အခါကျတော့ဘေးကက်ရဲ့အိမ်နဲ့ပြဿနာဖြစ်တာများတယ်ဒီအဆောက်အဦးကအမြင့်ဆောက်လာတာနဲ့အမျှသူ့အတွက်ညှန်းစင်ဖို့လိုအပ်တယ်နောက်သူ့ရဲ့ maintenance ပေါ့နော် လုပ်ဖို့လိုအပ်တယ်ဝင်ထွက် emergency exit လမ်းကြောင်းဝင်ထွက်ပေးဖို့လိုအပ်လာတယ်အဲ့ဒီခါမှာတပေချမ်းမလုံလောက်ဘူးမလုံလောက်တဲ့အတွက်ကြောင့်ဒီမြို့ပြင်မြို့နယ်တွေအားလုံးကိုတပေချမ်းနေတုံးပြချမ်းကိုပြောင်းပြီးတော့တတ်မှတ်တယ်ဒီစီကံချက်အစ်စ်ကိုလုပ်ငန်းရှင်မြေပိုင်ရှင်တွေအနေနဲ့လည်းကန့်ကွက်မှုမရှိနိုင်ဘူးလို့စီဝင်ကသုံးသပ်ထားပါတယ် ဒါပေမဲ့တမတ်ချက်ကိုလိုက်နာမှုမရှိဘဲအဆောင်အုံတိစောက်သူတွေကိုစီပင်ဥပဒေအရတရားစွဲဆိုအရေးယူသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့စီကိုစောက်လုခွင့်ဒီတမတ်ရဲ့ဒီဇန်နဝါရီလကစပြီးတော့တင်လာတဲ့အားလုံးကတော့ကျွန်တော်တို့ဒီတမတ်ထားတဲ့အခြေခံအတိုင်းပဲကျွန်တော်တို့တင်ပြလာမှာလားမူရဲလက်ခံဆောင်ပြီးမှာဖြစ်ပါတယ်။မြေပြင်မှာကျွန်တော်တို့ဒီလိုမျိုးစီကံမလိုက်နာပဲစောက်တယ်ဆိုတာတော့ဒါတမန်အဖြစ်ခွင့်ပြုချက်မဲ့စောက်လို့တယ်လို့ခေါ်တာပေါ့။ဒီခွင့်ပြုချက်မဲ့စောက်တယ်စောက်လို့စောက်နေတဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ကတော့ဒါဒီစဲရံလို့ဆိုရင်ဒါရေဥပဒေရတရားစွဲမယ်ဒီပေါ်မှာ license contractor တွေပါမပတ်သက်မှုရှိလာတယ်ဆိုရင်လည်းဒါ license စီးပွားစီကံနေရတာဒီရည်ဆောင်တော်လို့ရှိပါတယ်ခုလိုမြေချံသုံးပေတတ်မှတ်လိုက်တဲ့အတွက်အဆောက်အဦကျက်သိမှုရော့ကျသွားနိုင်ပြီးပြည်သူတွေအတွက်အကျိုးရှိနိုင်မယ်လို့လက်ထောက်ထဏာမှုဒေါက်တာတင်ကြီးကဆက်လက်ပြောဆိုပါတယ်ကျွန်တော်အာကာပါ